တရက်အာယုံဥစီတော်ကြီးအစီအစဉ်စပြုဖို့ပဏာမကျမ်းစာတစ်ပုဒ်ကိုဖတ်ပြပါမယ်။30ခုမြောက်တော်ဆန္ဒအငယ်7နဲ့7ဖြစ်ပါတယ်။ထို့အခါကျွန်ုပ်ငိုကြွေးမိတန်းခြင်းကိုကခုခြင်းဖြစ်စေတော်မူ၏။အကျွန်ုပ်ဝတ်တော်လျော်တည်ဘုကိုချွတ်၍ဝမ်းမြောက်ခြင်းကပန်းနှင့်စီးတော်မူ၏။ထို့ဖြစ်၍ကျွန်ုပ်၏ဝိညာဉ်သည် တိတ်ဆိတ်စွာမနေကိုရောကိုတချင်းဆိုပါမည်။အိုကျွန်ုပ်တို့ဤဖျားဖြင့်ထရော့ဖျားကျေးဇူးတော်ကိုအစဉ်မြဲတချင်းဆိုပါမည်။ဆုတောင်းကြပါစို့။ကောင်းကင်ဘုံ၌ရှိတော်မူသောဖခင်ဆော်သောဖျားခင်ဂျွန်လာပထမတည့်တဲ့အောင်ကျွန်တော်ပို့ဆောင်တဲ့ကြောင့်ကိုရောကိုကျေးဇူးတင်ပါတယ်။ဤနိမဒီနေ့စဉ်နေ့တိုင်း ုရောကိုချီးမွမ်းကြည့်ကိုရဂုံတော်ကိုချီးမွမ်းကြည့်အဖြစ်ကိုရောဘုံတော်သည်ကျွန်တော်ရုပ်နိုင်ငံကျွန်တော်ရဲ့အတင်းတော်ကျွန်တော်မိသားစုကျွန်တော်အသက်တာအသီးသီးမှာထင်ရှားလက်လူပေါင်းလူဒီထရပ်ဖျားကိုချီးမွမ်းရတည်တယ်အောင်မင်္ဂလာဖြစ်ဖို့ရန်တန်ရှင်းတော်ဝိညာဉ်တော်သည်ကျွန်ုပ်တို့အားလမ်းပြတုံတင်ကောင်းကြီးပေးပဲ့ပြင်ပါမည်အကြောင်းမနေ့ယနေ့နောက်ကာလမပြောင်းမလဲ အသက်ရှင်နေမှု၍ဒီနေ့တည်းအောင်ကျွန်တော်အတူရှိလက်ကျွန်စုတောင်းတာကိုနားထောင်လက်ရှိတော့ကျွန်ချီးမွမ်းခြင်းကိုဝင်းကျယ်သောယနာဖြင့်ခံယူလက်ရှိတော့ကျွန်တော်တို့ရဲ့ခေတ္တမှန်ရှင်တခင်ခရစ်တော်ရဲ့မြတ်တော်နာမ၌ယူသည်စွာဂျေစုတော်ပေါင်းကိုချီးမွမ်းလက်ဒီနေ့နာနေ့အစီအစဉ်ကိုအရှင်ဘုရားလက်တော်ထဲသို့ကျွန်တော်တို့အတူတကွဆုတောင်းဆက်ကအနန္တကြပါဖျာအာမင် ဓမ္မတိချင်းအမှတ်266ယေရှုအံ့ဖွယ်မေတ္တာတော်တနေ့တစ်တနေ့ဒူးပြီးသိရတယ်အဲ့ဒါကြောင့်သူမေတ္တာတော်ကိုသူမေတ္တာရဲ့နဲ့နေခြေဝန်းမှုကိုကျွန်တော်တူးရနားလေဖို့တဲ့ဒါမှာကိုတတော်ဆက်ကချင်းအပြည့်၎င်းကျန်တဲ့လူသားအပေါင်းတို့တည်းလည်း ဘုရားသခင်နဲ့နဲ့မြတ်တာတော်ကိုတူပြီးနားလည်ဖို့ကျွန်တော်မြတ်တာပို့တဲ့သဘောနဲ့တီးဆူချီးမွမ်းကြပါစို့ ာလံဆရာကဒီဆာလံကုသူဆတ်ဆိုတဲ့အချိန်မှာအိန္ဒိုကိုတန့်ရှင်းစေသောအခါအတန်ညှိ၍ဆတ်ဆိုတဲ့ဆာလံဖြစ်ပါလေ။တစ်ကနေပြန်ကြည့်ရင်ကုလိုကိုကျွန်ုပ်ချီးမွမ်းပါမည်။မဖြစ်လဲကျွန်ုပ်ကိုရွေးတုပ်ကဲ့တင်ကဲ့တင်တော်ကြောင့်ဖြစ်သည်။ကိုယ်တော်ကိုအော်ဟစ်ရဲ့ကိုတော်ကျွန်တော်ချမ်းသာပြီတယ်ဒုက္ခရောက်တဲ့အခါမှာ တော့ကိုရောအဟင်းတဲ့အခါမှာကိုရောချမ်းသာပြီးတယ်ပြီးတော့ကျွန်တော်ရဲ့စိတ်ဝိညာဉ်ကိုမရနိုင်အနေမှာပြစ်ထားပဲနဲ့ကဲဒီညင်းခြေစကိုမဆာတော့ကြောင်းကျွန်တော်အသက်ကိုချမ်းသာပြီးတော့ကြောင်းဘုရားသခင်ရဲ့တန်ရှင်သောနာမတော်ကိုထုံးမနာခြင်းဆိုပါမယ်ကျွန်တော်အသက်တာမှာတစ်ခါတလေ လှုပ်ရှားခြင်းနဲ့အစဉ်ကင်းလို့ပြီးတော့ကောင်းစားခြင်းကိုအောက်မေတ္တိယပြီးတော့ကိုရဲကျေးဇူးတော်အတောင်တပြည့်ကျွန်တော်ကိုဖုံးအုပ်တယ်ဒီအတွက်လည်းကိုရောကိုတချင်းဆုပါမယ်အငယ်7နဲ့7ကခဏတခါလေအတ္တတာပါအတ္တတရားမနေရပြင်မဲ့အမှုတရားတွေ့ကြုံရတယ်ခက်ခဲမှုတွေအများကြီးကြုံတွေ့ရတယ်အဲ့လိုကြုံတွေ့ရတဲ့အခါမှာ ထို့အခါကျွန်ုပ်ကြီးတွန်းမိတန်းချင်းကိုအခက်ခဲတွေ့လာရင်မိတန်းချင်းနဲ့မိတန်းချင်းလာတယ်အဲ့ဒီမိငူကြွေးမိတန်းချင်းကိုကိုရုကိုချီးမွမ်းလိုက်တဲ့အခါမှာကျွန်တော်ကကခုန်ခြင်းဝမ်းမြောက်ခြင်းကိုပြုဖြစ်စေတယ်ကျွန်တော်ကဝနေပြီးတော့ဣဒရာနိမိရထုံးစားတိုင်းရှော့ဒီအဝတ်ဒီဝတ်ပြီးတော့တိတ်ပြီးတော့ဝနေခြင်းလက္ခဏာကိုပြနေတဲ့အချိန်မှာ ကိုတော့ဒီအဝတ်တွေချုပ်ပြီးတော့ဝမ်းမြောက်ခြင်းကဘာနဲ့စီးပြီးတော့ကျွန်တော်တို့ကိုကိုတော့ဝမ်းမြောက်စီတယ်အဲ့ဒီကြောင့်ခုနပြောသလိုကျွန်တော်ရဲ့မိတန်းချင်းကိုကခုန်ခြင်းဖြစ်စေခဲ့တယ်ညီတွားခြင်းကိုကခုန်ခြင်းဖြစ်စေခဲ့တယ်ကျွန်တော်ရဲ့ရုပ်တွေအဝတ်ကိုဝမ်းနေခြင်းဝတ်တွေချုပ်ပြီးတော့ကျွန်တော်ကိုဝမ်းမြောက်ခြင်းကဘာနဲ့စီးတယ် အဲ့ဒီကြောင့်ဆရာဆရာဘာပြောလဲကျွန်ုပ်ဝိညာဉ်တည်တိတ်ဆိတ်စွာမနေဘူးကြောင့်ချီးမွမ်းခြင်းဆိုတာနှုတ်ထရရထွက်တာမဟုတ်ဘူးဒီဝိညာဉ်ကဒီကျေးဇူးခံစားရတဲ့အခါမှာမနေနဲ့တော့ဘူးဘင်းကြီးဖြစ်ပြီပဲသူတက်တဲ့အနုပညာနဲ့ဘုရားကိုချီးမွမ်းတယ်သူရဲ့ဝိညာဉ်တည်တိတ်ဆိတ်စွာမနေတော့ဘူးတိတ်ဆိတ်စွာမနေပဲတဲ့ဟိုစဉ်းစားကြည့်စဉ်းစားမဟုတ်ဘူးတော့ တိတ်ဆိတ်ဆိုမနေပါလို့လေကိုတော်ကိုတချင်းဆုံးပဲဒါခရိယာတက်တာမှာကျော်ချီးမွမ်းနေရဆိုတာကျော်ခဏခဏပြောလူတွေကိုရှေ့မှာစူပြနေတာမဟုတ်ဘူးဘုရားတခင်ကိုချီးမွမ်းနေတယ်ဒါကျွန်တော်ယေရှုတက်တော်ရှင်ပြတဲ့ခါပြောပြတယ်ဒါကရုပ်ရှင်တည်းမဟုတ်ဘူးဘုရားတခင်ရဲ့အသက်ရှင်မျိုးကိုတေးချာချာမြင်ရလိမ့်မယ်ဘုရားတခင်ရဲ့တရားတော်ကိုနားထောင်ရလိမ့်မယ် 到友情基地后边呢，皮标件都在保护，像那文人、皮鞋、文人的包，我们全部放在破标里面。俺们标来看嘛，到去年的时候，像那阿欧些讲呢，汤吉呢进看家的，香吉呢进看家的，那他呢顶多嘞，阿欧些讲了好，当吉都得了了，对呀、啊、嘞。大家，像那那些文人的历史是什么内容？大家嘞？ ကိုတော်ကကျွန်တော်ကိုဝန်နေခြင်းကနေကကုညင်းဖြစ်စေတဲ့ဝန်နေခြင်းအဖို့ကိုချုပ်ပြီးတော့ဝမ်းမြောက်ခြင်းကပန်းနဲ့စီးတယ်သူဖြစ်ကျွန်တော်ဝိညာဉ်သည်တိတ်ဆစ်စွာမနေဘူးကိုတော်ကိုတချင်းဆိုပါမယ်ကိုတော်ကိုချင်းမနဲ့တချင်းဆိုပါမယ်နှလုံးသားတွေကနေဒါဝိပင်ကခုနဇလန်30ရှိကတိကနဲ့ဖတ်ကြည့်အမျိုးမျိုးသောဒုက္ခတွေနဲ့ဘုရားသခင်ကိုကယ်မခဲ့တယ်တခါလေသူဘုရားသခင် တရားတော်နဲ့မညီတဲ့အခါမှာဘုရားရှင်အမျက်တော်ခဏပဲထွက်တယ်။ညဥ်ရံကာလမှာငွေကြွချင်းလာတယ်တဲ့။နနစ်ရံမှာဝမ်းမြောက်သောခွေဘုရားရှင်ပြန်ပေးတယ်။ဒါကြောင့်ဦးကျွန်ုပ်ဤဘုရားရှင်ထောက်ရဖျားကျေးဇူးတော်ကိုအစီအမြဲချီးမွမ်းပါသည်။ရှင်ဘောလူကလည်းဘယ်အမှုကိုများစိုးရိမ်ခြင်းမရှိဘဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းပါ။စိုးရိမ်စရာတွေအများကြီးရှိပါတယ်။ ဒါဝိဘင်းရဲ့အသက်တာမှာသူ့အသက်ကဖက်နဲ့ချုပ်ထုတ်ထားရတယ်။အဲ့ဒါလိုဖြစ်တဲ့အချိန်မှာလည်းသူဘာပြောလဲဖခင်တခင်ရဲ့အစင်အမြင့်ချီးမွမ်းပါပြီ။ဒါကြောင့်ဂျေဇုတော်ကိုအမြင့်ချီးမွမ်းဖို့စွန့်ရင်မရှိပဲအရာရာမှာအစဉ်ပြေတဲ့အချိန်ရှိမယ်။ခုနလိုအသက်ကိုဖက်နဲ့ထုတ်ထားတဲ့အချိန်ရှိမယ်။ဘလို့အချိန်တွေပဲဖြစ်ဖြစ်အဲ့ဒီမှာဘုရားကကြီးစုတော်ချီးမွမ်းရင်တမန်ကျမ်းသာပြောပါလေ ဖရာရဲ့ဘုံထင်ရှားမယ်တရားကျွန်တော်တက်တာမှာထူကဲ့သို့ဖရာဘုံကိုထင်ရှားဖို့ခရစ်တော်ရဲ့အဘောဝေမေတ္တာကိုကျွန်တော်တို့အမြဲတမ်းတတိယပဲစင်ကြင်နေပဲဆိုရင်ဇာကြီးတစ်ပါးဒီလိုပြောပါလေအခက်ခဲတွေရှိလာရင်ညင်စေခြင်းတွေရှိလာရင်ဖရာခင်မေတ္တာကိုစဉ်းစားလိုက်တဲ့အခါမှာအိုးဖရာကျွန်တော်တို့ခံသွားပြီးတဲ့မေတ္တာကြီးတော်ကြောင့် သူ့ခြေဘွားကမြေမုတ်ဆက်လောက်တော့မှကျွန်တော်မခံစားရသေးဘူးဖះဆင်းနေဖြစ်ပြီးတော့ကျွန်တော်အပြစ်တွေအတွက်ကြည်ညင်ခံနေညင်စေခြင်းခံနေပြည့်ရဲ့ပြူးခြင်းခံနေမထီမဲမင်းပြူးခြင်းခံနေဒီဖြစ်ပျက်ကိုတမန်တော်ကြီးရှင်ဘောလေးမှာဆိုတမန်တော်လေးစဉ်းစားလိုက်တဲ့အခါမှာခဲတဲ့ပုတ်တန်တဲ့လူတွေကိုတခါတည်းဖះသခင်ခွင့်လွှတ်ပါလို့မြစ်တာပို့တယ်တမန်ကြီးရှင်ဘောလေးကပြောလဲ ဤပေါ်ပါသောဆင်းရဲဒုက္ခလို့ပြောတယ်။ဒါလို့ညင်စေခြင်းအဖို့ချီစီချင်းချင်ကားတဲ့ဂျိန်နဲ့အရိုက်ခိုင်းရတယ်။တော့အတက်အနည်းနီးတယ်ဒါပေမဲ့ပေါ်ပါတဲ့ဆင်းရဲဒုက္ခကိုအဲ့လိုချီးမွမ်းနိုင်တယ်။ဘာကြောင့်လဲဆိုရင်အဲ့ဒီပေါ်ပါတဲ့ဆင်းဒုက္ခဘုရားသခင်ရဲ့နိုင်ငံနဲ့ရှင်ကြရင်ကြီးကြီးစွာသောအကျိုးနဲ့ဘလို့ရှင်လို့မရဘူး။ဒီအကျိုးသိရှိတယ်။အဲ့ဒီလိုဘုရားရဲ့မေတ္တာကရုဏာကိုကျွန်တော်စဉ်းစားတဲ့အခါမှာ ဘေးအရာကမှဖျားမြတ်တာနဲ့မကွာစီတော့တော့ယေရှုအံ့ဖွယ်မြတ်တာနဲ့ကျွန်တော်ဘယ်တော့မှမကွာစီတော့စင်းချင်းလာမလားကြောချင်းလာမလားကဲချင်းလာမလားချီမွန်ချင်းလာမလားဘေးအနိမိတ်တအရာများသည်ဖျားခင်မြတ်တာနဲ့မတော့မကွာစီစေတာမကအဲ့ဒီလိုအမှုခတ်တဲ့ကိုခံရတဲ့အချိန်မှာတဲ့အထူးတွင်အောင်မြင်တယ်တဲ့အောင်မြင်ခြင်းဆိုတာက စမွေးရှိမှအောင်နေတာအဲ့ဒီလိုခက်ခဲတဲ့ဒုက္ခတွေတွေကလေဖះကိုချီးမွမ်းနိုင်ခြင်းဖះတဲ့မေတ္တာနဲ့မကွာဘဲနေအဲ့ဒါအောင်မြင်ခြင်းခေါ်တယ်ကျွန်တော်အလုံးအစဉ်ပြင်းနေလို့အောင်မြင်တာမဟုတ်ပါဘူးပန်းခင်းတဲ့လမ်းကိုရှောက်နေရလို့ဒါအောင်မြင်ခြင်းမဟုတ်ပါဘူးစုခင်းတဲ့လမ်းပဲရှောက်ရရှောက်ရပန်းခင်းတဲ့လမ်းပဲရှောက်ရရှောက်ရကဲညင်းစင်ခြင်းပဲဖြစ်ဖြစ်ချီးမွမ်းခြင်းပဲဖြစ်ဖြစ်အတူတူဖြစ်ခြင်းခံရတာဖြစ်ဖြစ် အတ္တိတင့်တယ်အောင်ချီးမွမ်းတာပဲဖြစ်ဘေးအရာမှဖရာရဲ့မြတ်တာနဲ့မကွာစေနိုင်ဘူးအဲ့ဒီလိုမြတ်တာကိုနားလည်ရင်တုမဲ့ဖရာရဲ့ဂယုဏတော်ဟာတမုတ်တရားထဲနဲ့နေတယ်ရှင်ဘောလူကတော့ဖရာသခင်မြတ်တာဘယ်လောက်ကြီးလဲဆိုတော့အလျားအနာအနက်ကိုပိုင်းခြားနိုင်ဖို့တော့ဖရာကြီးကြောင့်ဉာဏ်ပညာပေးပါသူမစွမ်းနိုင်ဘူးအဲ့ဒီမြတ်တာတော်ကိုဖရာပေါ်ပြောင်းလာတယ် ဲ့ဒီမေတ္တာကိုနားလည်ပြီးခုနလိုအမျိုးမျိုးသောစိရဲ့ဒုက္ခကိုပေါ့ပါသောဒုက္ခလို့ခံယူပြီးတော့အဲ့ဒီစိရဲ့ဒုက္ခကိုခံစေမကွာစီသေးတယ်ဝါဘုရားခင်မေတ္တာနဲ့မကွာစီသမကအထူးသဖြင့်အောင်မြင်တယ်အထူးအောင်မြင်တာအဲ့ဒီအတ္တဖြစ်တယ်ဒီလိုအတ္တမျိုးရောရရှိမယ်ဆိုရင်ဘေးအရာမှအနှိမ်ဖြစ်စေအနှိမ်ဖြစ်စေကောင်းကင်ဒီမှာဖြစ်စေဘေးအရာမှဘုရားခင် ဒီနိမိတ်အရာတွေဘုရားမြတ်တယ်နဲ့မကွာစီဘူးဆိုတော့သိရမယ်ဒါကြောင့်ယေရှုအံ့ဝယ်မြတ်တာကိုတစ်နှစ်တည်းတစ်နှစ်တူးပြီးတော့သူရဲ့နည်းနည်းခြေဝန်းခြင်းအံ့ဝယ်မြတ်တာကိုကျွန်တော်တို့ခံစားရသလိုကုသနာရသလိုသူများကလည်းဝင်ရမယ်ဆိုရင်ကျွန်တော်အားလုံးတကယ်စစ်မှန်တဲ့အထူးပြုအောင်မြင်သောသူတွေဖြစ်ပါလိမ့်မယ်ထို့ကဲ့သို့သောရှင်ပေါလုရကဲ့သို့ စစ်စီခြင်းအမျိုးမျိုးနဲ့အောင်မြင်တော့သူများဖြစ်အောင်ကျွန်တော်တို့ဘုရားသခင်ကောင်းကြီးပေးပါမည်အကြောင်းထိုကဲသို့ခံစားနေရလူတွေထိုကဲသို့ကောင်းကြီးမင်္ဂလာခံစားနေရလူတွေအားလုံးအောက်ခြေမလွတ်ပဲနဲ့ဆင်းရဲဒုက္ခရတဲ့အခါမှာစိတ်ကြကြလက်လျှော့အရှုံးပေးတာမဟုတ်ပဲနဲ့အဲ့ဒီအရာခတ်တယ်ကနေအောင်မြင်ခြင်းအခွင့်ကိုရဖို့ကျွန်တော်မေတ္တာပို့ဆုတောင်းမှုဖြစ်ပါလေ။ခင်ဗျားတို့မြန်မာနိုင်ငံခရိယာ ဂိမ်းဘုံဆိုစုတောင်းရကော်မတီရဲ့စုတောင်းချက်လက်ချက်ကတော့နေ့ရက်တိုင်းတွေကျွန်ုပ်တို့နဲ့အတူရှိပြီးလမ်းပြပို့ဆောင်ကွဲကမဆော်တော့ဖရားသခင်ကြီးစုတော်ကိုအောင်မေလက်ချီးမွမ်းပါဖရားသခင်ကြီးစုတော်ကိုအထူးအောင်မေချီးမွမ်းပါဂျုံလာတလလုံးတွင်ဝင်းနေကြတဲ့ဝင်းနေရှင်များကျမ်းမာရင်လိုအပ်တော်သူများအတွက်လည်း မိမိရဲ့မင်္ဂလာရက်မြတ်ကိုမြင်ရတဲ့မင်္ဂလာဇနီးမောင်နှံတွေအတွက်လည်းကျွန်တော်တို့မေတ္တာပို့ဆုတောင်းလဲသူတို့ဒီလဲကျွန်တော်အတူဘုရားခင်အောဝယ်မေတ္တာနည်းနည်းကျေဝန်းကြီးကိုမြင်ပြီးတော့တနေ့တနေ့တူပြီးတော့ပူရနားလေပြီးတော့ခဏလို့ကောင်းစားသည်ဖြစ်စေစည်ရည်သည်ဖြစ်စေကျမ်းမာသည်ဖြစ်စေမကျမ်းမာသည်ဖြစ်စေဘယ်အရာမှဘုရားမေတ္တာနဲ့မကွာစေစေမကား အဲ့ဒီအမှုတွေအားလုံးကိုတွေ့ကြုံရတဲ့အခါမှာအထူးသဖြင့်အောင်မြင်သောဖရာရဲ့တားသမီးတွေဖြစ်ဖို့အတူတူကစွတ်တောင်းဆက်ကကြပါစို့မေတ္တာပို့ကြပါစို့။ကောင်းကင်ဘုံနဲ့ရှိတော်မူသောဖခင်မြတ်စွာဘုရားသခင်နေ့ရက်တိုင်းတွေကျွန်တော်တွေအတူရှိပြီးလမ်းပြပို့ဆောင်ကွဲကားမှဆာသောဖရာသခင်ကျေးဇူးတော်ကိုကျွန်တော်အောင်မြင်လေကိုယ့်တော်ကိုချီးမွမ်းပါတယ်။ ကောင်းကြီးများကိုတစ်ခုရင်တစ်ခုရင်ရည်တွေ့တဲ့အခါမှာယုံမာခြင်းကင်းတခြင်းကိုဆုနိုင်ပါလေကောင်းကြီးများကိုရည်တွေ့ချီးမွမ်းခြင်းတွေလည်းကျွန်တော်အတ္တတအားဖြင့်ကိုယ်ရဲ့ဘုန်းကိုထင်ရှားစေသောကြောင့်ကျေးဇူးတော်ချီးမွမ်းပါလေဂျုံလာအတွင်မှာဝိနည်းကြောက်တော်ဝိနည်းရှင်များမိမိရဲ့မင်္ဂလာရက်မြတ်ကိုမြင်ရတဲ့မင်္ဂလာစနေမောင်တော်များနေ့ကျမ်းမာခြင်းလူအပ်တော်သူများကိုကျမ်းမာခြင်းမင်္ဂလာပေးဖို့ ကျွန်တော်ဒီမေတ္တာပို့စွတ်တောင်းကြတဲ့အခါမှာကိုယ်ရောမေတ္တာတော်ကိုတနည်းတနည်းနည်းနည်းခြေဝင်ခြင်းကိုမြင်ပြီးတော့တနည်းချာတူးပြီးနားလေယုံဒီမကဤအချင်းဒီမျိုးထဲမှာအထူးသဖြင့်အောင်မြင်သောသူများဖြစ်တည်တဲ့အောင်ကိုရောကောင်းကြီးပေးပါမြင်ကြောင်းကျွန်တော်တို့အဒီတော်ကဆွတ်တောင်းကြတဲ့အခါမှာစုံစမ်းနောက်ရှိခြင်းကိုရောက်ရှိတဲ့ကကျွန်တော်အခွင့်မပေးဘဲနဲ့အမျိုးမျိုးသောအပြစ်တွေးဆောင်ခြင်းမှာ အောင်မြင်ဖို့ရန်ကိုလိုရှင်ကိုရိုတိုင်းကျွန်ုပ်တို့ရဲ့ဆုတောင်းပေးတဲ့တမကဤကဲ့သို့ဆုတောင်းဖို့ရန်တုန်တင်ပေးတော်မူသောကိုရိုရှင်ပထနာတုန်တင်ပေးတဲ့ဆုတောင်းချက်အတိုင်းကျွန်ုပ်တို့သည်တဘောချင်းတူလက်အတူတကွယုံကြည်ခြင်းပါလက်ဆုတောင်းကြမည်မှာကောင်းကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏အဖာကိုတော်ဤနာမတော်အား ယူသည်လေးမြတ်ခြင်းရှိပါစေတော်နိုင်ငံတော်တည်ထောင်ပါစေတော်အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံကြသောမြေကြီးပေါ်မှာပြည့်စုံပါစေတော်အတမွေးလောက်သောအစာကိုကျွန်ုပ်တို့အားယနေ့ပေးသနာတော်ပါဒီတစ်ပါးဒီကျွန်ုပ်တို့ကိုပြမသောပြများကိုကျွန်ုပ်တို့ဒီလွတ်တကယ်သောကျွန်ုပ်တို့ဒီပြများကိုလွတ်တုံပါ အပြစ်သွေးဆောင်ရသူမလိုက်မပါစီပဲမကောင်းသောအမှုများမှလည်းကဲနှုတ်ကြမှာပါအစိုးပိုင်သောအခွင့်နှင့်ဘုန်းတကူအာနုပေါ်တော်သည်ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်အစီစဉ်အစွန်တပွေထွေဓမ္မတိချင်းအမှ298ရေရှိကိုယုံကြည်ခြင်းကျူနေ့စဉ်ယုံကြည်ကူစားရယုံပါမုံတိုင်းကြသောအခါ ယုံကြည်ခြင်းအားနဲ့တော့လေယေရှုကိုယုံရင်ပြီးတော့ပြီနေ့ရက်တိုင်းကိုရကူတာယုံကြည်ခုလုံးကူစားပါဘယ်အမှုမျိုးမစုံခရစ်တော်ကိုယုံကြည်ကူစားရင်ကျွန်တော်တက်တာပါထို့အောင်မြင်ခြင်းကိုတမန်တော်များကဲ့သို့အထူးခံစားမယ်ဖြစ်ပါလေဒီချင်းတွေအတူတကမိမိတို့အတွက်သာ၎င်းထို့ကဲ့သို့တွေ့ကြုံနေရတဲ့ကျွန်တော်တိမြင်တဲ့ ူအသီးသီးအတွက်မေတ္တာပို့တဲ့သဘောနဲ့ဒီဆိုချီးမွမ်းကြပါစို့ဆေး ငင်မှုနဲ့ရှိတော်မူသောအဖတ်မြတ်စွာသောဘုရားသခင်ဂျူလာတည့်ရက်နေ့လာတည့်နေ့တည်းထဲသို့ကျွန်တော်ကျမ်းပါလေခရစ်ရှင်ရဲ့လမ်းပြပူဆောင်ခြင်းမဆော်ခြင်းကျေးဇူးတော်တွေကိုအထူးအောက်မေ့လေချီးမွမ်းကြပါလေဘုရားချီးမွမ်းမြတ်တဲ့တာ၍ကြီးမြတ်သောခရစ်ရှင်နာမတော်သည်ဘုန်းကြီးရဲ့မင်္ဂလာရှိပါစေကိုယ်တော်ပြုသောကျေးဇူးများကိုကုန်စည်အောင်ချီးမွမ်းနိုင်ပြီမဲ့ ကျွန်ုပ်တို့ရဲ့တိမြင့်သမ ्या ဉာဏ်မြင့်သမ ्या ကိုရွေးချယ်ပြီးတော့ရှေ့တော်မောက်တွင်နှုတ်ခမ်းအတီးဒီဟုသောချီမန်ကြီးရင့်ဖြင့်ပူဇော်ကြတဲ့အခါမှာငွေကျင်သောယနံ့ဖြင့်လက်ခံ၍ကိုရောကောင်းကြီးပေးလေဤကဲ့သို့ချီမွန်တော်သူအတီးဒီရဲ့အသက်တာတွင်ကိုရောဘုံတော်ကိုဂရိတော်တိုင်းထင်ရှားစေတော်မူပါကျွန်တော်အတွင်မှာမွေးနေ့ကြတဲ့မွေးနေ့ရှင်များမိမိရဲ့မင်္ဂလာရက်မြတ်ကိုမြင်ရတဲ့မင်္ဂလာစနေမောင်နှံများနဲ့ ကျမရေးလူအလဲရှိတော်အမှုဆောင်ကြီးများအတင်းသူတင်းသားများညီကောင်မောင်များတွေအတွက်အထူးတတိယဆုတောင်းကြတဲ့အခါမှာမြေကြီးပေါ်မှာတင်းတို့နှစ်ယောက်သဘောတူပြီးဆုတောင်းရင်းတင်းတို့အလင်ကအလင်မငါရှိပြီးတော့တင်းတို့ဆုတောင်းတံကိုကြားပြီးတော့နားထောင်လက်အပြေပေးတော်မူသောဂတိတော်ကိုကျွန်တော်အရောက်တိုင်းခံစားစံစမ်းနေမှုကြာ ထရဖျားသည်ကျွန်တို့တို့ကိုကောင်းကြီးပေး၍ဆောင်မကြည့်ရှိပါစေတော့ကျွန်တို့တို့ဘုံမှာကိုရရဲ့ရှင်မြတ်နာအလင်းတော်ကိုလွှတ်လျက်ကျွန်တို့တို့အားဂယုဏကျေးဇူးပြုတော်မူပါစေတော့ကျွန်တော်တို့အသေးသေးကိုရမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေတော့ခမည်းတော်ဖျားသခင်ရဲ့မြတ်တာတော်သားတော်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နှင့်တန်ရှင်သောဝိညာဉ်တော်ဖျားရဲ့မိသားဘွယ်ချင်းကျေးဇူးအပေါင်းတို့သည် အမိမြန်မာနိုင်ငံတွေတွင်မိဒီနေထိုင်ကြသောတိုင်းသာလူမျိုးအသီးအသီးပေါ်မှာယခုမှစ၍ကာလအစဉ်မြဲတည်ရောက်ဒီရှိဒီနေပါစေတည်းအာမင်